နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်ကိုအကြမ်းတ်စစ်တပ်စစ်ကြောင်းများရောက်ရှိလာပြီးတော့တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ပြည်သူများဘေးလွရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ၁ရက်နေ့မှာကြောင်မဲမြို့ပေါ်ကိုအကြမ်းတ်စစ်ခွေးစစ်ကြောင်းများရောက်ရှိလာပြီးတော့ထိတွေ့တိုက်ပွဲများဟာလည်းလက်ရှိအချိန်မှာမျိုးပြင်မှာဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းကမျိုးပေါ်ကိုဝင်လာတာတော့ဟုတ်ပါတယ်။ ိုက်ပွဲကမြို့အဝင်ထွက်တွေမှာဖြစ်နေတော့မဲစစ်ခွေးတွေကလက်နက်ကြီးလက်နက်ငယ်တွေ drone တွေနဲ့ဇက်တိုက်ကိုဘုံကျဲပစ်ခတ်နေတာပြည်သူတွေလည်းဘယ်သူမှမနေရဘူးတင်းရှောင်နေရပါတယ်တိုက်ပွဲကဆက်လက်ဖြစ်နေတော့မဲလို့ဒေသခံပြည်သူတို့ကအတိပြုပြောကြားထားပါတယ်ဒါအပြင်စက်တမလ30ရက်နေ့မော်လွယ်ပိုင်းကလည်းအကြမ်းဆက်တက်ကကြောင်မဲမြို့ပေါ်ကို drone နဲ့မီးလောင်ဘုံများကျဲချတိုက်ခတ်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့ကြောင့်မျိုးရင်းမှာရှိတဲ့နေရအချို့မိသက်ယုံတစ်တော်ယုံနဲ့ရဲစခန်းတို့မိလောင်ပြကြခဲ့ရကြောင်း TNL ကထုတ်ပြန်ထားပါတယ် ။အကြမ်းဖက်စစ်ခွေးတပ်ဟာကြောင်မဲမြို့နယ်ကိုကာလုံအင်အားများနဲ့လေကြောင်းလက်နက်ကြီးဒရုန်းများအပါအဝင်အစိမ့်ငွေဘုံများကိုပါအုံပြုပြီးတော့ရန်တပ်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့်လက်ရှိအချိန်မှာပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်။အလားတူပဲ မနေ့ကလည်းအကြမ်းမဆက်တက်တဲ့တောင်းတက်မတော်တို့ကြောင်မဲမျိုးအနီးပင်တီးချေးရွာနဲ့နောင်ချုံမြို့နယ်ဘန်ကာချောင်းအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်။ပြည်သူများအနေနဲ့အကြမ်းမဆက်ခွေးတက်ရဲ့လေချောင်းလက်နက်ကြီးများ drone များနဲ့ဗုံးကြဲတက်ခတ်မှုများကိုရှောင်ရှားနိုင်ရန်အတွက်စီရေးသတိအမြင့်ရှိရန်လိုအပ်ပြီးလေချောင်းရန်ကာကွယ်နိုင်ရန်လေချောင်းရန်ကာကွယ်ဆိုင်ရာနီးလမ်းများကိုလိုက်နာရန်လိုအပ်တယ်လို့ DNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။